။ယောဂဆန္ဒဆက်စေးတော့မယ်ဆိုလို့ရှိရင်တัวကာယကံရှင်ကိုဘာနေသမီးလဲအရင်မေးမှာ။ကာယကံရှင်ကထားပါတော့တောက်ကြသမီးပဲထားလိုက်တော့ကာယကံရှင်ကတောက်ကြသမီးဆိုလို့ရှိရင်အဲ့ဒီတောက်ကြသမီးကိုကိုရီးယားဘာပြောအောင်လဲဆိုလို့ရှိရင်လူနာအိုမေသမီးဘာနေသမီးလဲ။ဟိုကပြောလိုက်မယ်တောက်ကြသမီးဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်တို့ပထမဦးဆုံးလူနာရောက်ပြီဆိုတာနဲ့တို့ဆန်သက်ဆစ်ဆစ်ဖို့ရတော့ဆိုလို့ရှင်ပထမဦးဆုံးဖယောင်းကိုရင်ရှင်ကိုခိုင်းတယ်တဲ့ဖယောင်းကိုရှင်ကိုခိုင်းပြီလို့ရှိရင် ကာယကံရှင်ကိုဖရာကိုကြောပေးပြီးတော့ခြေစင်းမယ်ခြေစင်းခိုင်းမယ်နော်ဖရာကျောင်းတော်ကိုကြောပေးပြီးတော့ဖျက်ပြီးခြေစင်းခိုင်းမယ်အဲ့လိုခြေစင်းခိုင်းပြီးလို့ရှိရင်ကာယကံရှင်ကိုပြောမယ်သမီးပါနဲ့သမီးလည်းတောက်ကြသမီးနော်နံပါတ်1မှတ်မိလားဖရာရှင်ကိုခိုင်းမယ်နံပါတ်2ခြေစင်းခိုင်းမယ်နံပါတ်3ဘာနဲ့သမီးလည်းမေးမယ်မေးပြီးလို့ရှိရင်ဟုတ်ပြီတောက်ကြသမီးအဲ့ဒီတောက်ကြသမီးရဲ့အသက်နဲ့ခန္ဓာအိမ်ခြံမြေပိုင်ဆိုင်မှု တက်ရှိတက်မဲ့အရာဝတ္ထုပစ္စည်းအလုံးပယောဂါစေစေးရန်ဆရာကိုအပ်ပါကိုပြောရမယ်အဲ့တော့ကာယကံကျေလူနာပြောမယ်ဟုတ်ကဲ့အပ်ပါတယ်ဆရာဟုတ်ပြီပထမဦးဆုံးဖះရှင်ကိုခိုင်းမယ်ဖះเจ้าဆောင်ကိုကြောပေးပြီးတော့ခြေစမ်းခိုင်းမယ်ပြီးလို့ရှိရင်ဗာနေသမီးလည်းမေးမယ်မေးပြီးရင်တို့ကအသက်နဲ့ခန္ဓာအခိုင်းမယ်ဟုတ်ပြီအဲ့လိုအသက်နဲ့ခန္ဓာအပ်ပြီးဆိုလို့ရှိရင်တို့ကချော့ရအောင်မယ်အဲ့ဒီတောက်ကြသမီးရဲ့ကြားတယ်နော်အဲ့ဒီတောက်ကြသမီးရဲ့ အသက်နဲ့ခန္ဓာအိမ်ချမ်းမြေပိုင်ဆိုင်မှုတက်ရှိတဲ့မဲ့အရောက်တွေပစ္စည်းအားလုံးကိုဖျားငါးစုအမိတ်အထက်ဝိဇ္ဇာဆရာကြီးများအနာနမင်ကြီးလေးပါးနဲ့အမေမေတော်ရဲ့အမိတ်အနာအဖေကြီးရဲ့အမိတ်အနာငါ့ဆရာအနာဖြင့်ငါချုပ်ထားတဲ့မြည်သည့်နေရာမှာဆက်ကိုဆက်ကဆက်ပုံဆက်ပြောင်းဆက်လွဲဆက်ဆောင်ဆက်ကူးဆက်ပွက်ဆက်တန်းပြုလုပ်ရမရစေရအဲ့လိုပြောလိုက်မယ်အဲ့လိုအဲ့လိုချုပ်လိုက်မယ်အဲ့လိုချုပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဗ ਾਇ ရကန်ချင်းချုပ်လဲပြီးပြီဆိုတာနဲ့ကဲ ခြေထောက်လေးရင်မြှောက်ကြည့်ပါဦး။ဘဲခြေမြှောက်ညာခြေမြှောက်မြှောက်ခိုင်းလိုက်မယ်။သူကခြေထောက်ကမြှောက်လို့ရသွားပြီ။ဟုတ်ပြီမြှောက်လို့ရသွားပြီဆိုရင်အသက်နှခန္ဓာချုပ်ပြီးပြီးမြှောက်လို့ရသွားပြီဆိုရင်တို့ကဆက်ဆွဲမယ်လောကသုံးပါးကိုဆက်ဆွဲတော့မယ်။အဲဒီကာယကံရှင်အာပြုဇာဖန်ဇာနှောက်ချက်တိုက်ခိုက်တာတော့တောက်ကြဆိုတောက်ကြပေါ့။ကာယကံရှင်တောက်ကြသမီးနဲ့ပတ်သက်တော့မကောင်းတဲ့ဆုံးတိုက်နတ်တိုက်ကဝိတအောင်လန်တိုက်ရွာသူတိုက်ရိုးရတိုက်ခုလက်တိုက်တိုက်ဆွဲနတ်ဆဲသူအောင်ဆွဲခြေရာကောက်မျက်ဆောင်တို့လက်ညှိုးတို့ဖက်နှက်ပေါက်တက်ခေါက်အန်ကျိတ် ဆေးတိုက်အင်းတိုက်လက်ဖွဲ့တဲ့အဆောင်တိုက်ရေတိုက်မြေတိုက်ကြက်တိုက်ငှက်တိုက်ခွေးတိုက်ကြောင်းတိုက်နွားတိုက်တရိတ်ဆန်တိုက်အစိမ့်တိုက်အဆောင်တိုက်အလောင်းတိုက်အခေါင်းတိုက်ရောကတော်စောကတော်ရေရင်ကတော်မြောက်ဖွဲ့ရှင်မပါမကြံစေရလက်ကဒီလိုလေးမှုတော်နော်တတ္တလောကတင်္ခါရလောကဩကာတာလောကလောက သုံးပါးမှာရှောင်ဖွဲ့ထွက်ပြီးတင်းချောင်လို့မရသေးပဲဆံရပန်ရနိုင်ရပုဂ္ဂိုလ်ပေါင်းတို့ကလက်ဆင်ကံအခုချက်ချင်းလက်ဆင်ကံမိပန်းချုံအောင်ပြီးဆေးရလက်တွင်ရောက်ရှိအောင်ပူပီးကြစေဖះငါးစုမိတ်ထက်ဆရာကြီးများနာဖះငါးဆရာနာတရားလို့ဆွဲယူလိုက်ဆွဲယူရင်ထက်ညာချင်းမှာချုပ်၃ချင်းလောက် ဟက်ဆွဲယူပြီးတော့ညာချင်းမှာချုပ်သုံးချင်းအဲ့လိုသုံးချင်းချုပ်ပြီးတာနဲ့ကာယကံချင်းခြေစင်းထားတဲ့ဟိုက်ဦးကောင်းနေပြီးတော့ဟာဒီကာယကံချင်းကိုရင်းကိုပါနဌာနာမှာရှိတာမကောင်းတော့အောက်လမ်းမိစ္ဆာအတိုက်အဆွဲပင်ပြောကဆက်ဖန်သမျှအကုံလုံးငါးလက်မှမီးလိုပူစင်းပြီးအကုံလိုက်ခဲ့ဆိုပြီးဒီလိုလေးတတ်ချာညာချင်းမှာချုပ်သုံးကချုပ်အဲသုံးကချုပ်ပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီဟာဒီကာယကံရှင်တောက်ကြတဲ့မိမှာမကောင်းတဲ့ အတိုက်အဆွဲအပင်ပယောဂါဆက်တစုံလျာရှိရင်ညာချီကျန်းတဲ့ခွာလို့မရအောင်ဆိုင်ရပိုင်ရနိုင်ရကကျန်းတဲ့ခွာလို့မရအောင်ချုပ်ထားအဲချုပ်လိုက်အဲအဲ့လိုချုပ်ပြီးတော့တခါတည်းကတ်ချင်လက်ကတ်တယ်မကတ်ချင်လက်မကတ်ဘူးမကတ်ဘူးဆိုလို့ရှိရင်သူကသူအမိန်ပေးပြီးတော့နောက်ထပ်အမိနာမတွေခေါ်ပြီးတော့ပြောရမှာအဲသူကဆုံးလိုက်ရှင်ကတ်နားလိုက်ရှင်တက်ကဝေလိုက်ရှင်ကတ်အောင်းလိုက်ရှင်ကတ်ရွာသူလိုက်ရှင်ကတ်ရိုးရလိုက်ရှင်ကတ်အဲအဲ့ဒါလေးထပ်ပြီးတော့ပြောရမှာပေါ့ ဒါကူလို့ဆိုဆန်းသက်စစ်စေးပုံကိုအစအနေပြန်ပြောမယ်ပထမဦးဆုံးဖရာကိုအရင်ရှင်ကိုခိုင်းမယ်ပြီးရင်ခြေစင်းခိုင်းမယ်ခြေစင်းပြီးရင်ကာရကန်ချင်းဘာနေလဲမေးမယ်မေးပြီးရင်အဲ့ဒီသူကတောက်ကြဆိုရင်တောက်ကြသမီးအသက်နှစ်ခန္ဓာကိုသူကအခိုင်းမယ်အပ်ပြီးရင်သူကချုပ်မယ်အသက်နှစ်ခန္ဓာကိုချုပ်မယ်အဲ့လိုချုပ်လိုက်တဲ့အတွက်ကြောင့်ကာရကန်ချင်းအသက်နှစ်ခန္ဓာကိုကိုရီးယားချုပ်လိုက်သွားပြီဆိုလို့ရှိရင်သူ့မှာပျောကရှိရဆိုရင်သူနဲ့တကွသူ့ရဲ့အသက်နှစ်ခန္ဓာရောပျောကပါသူကတဘာကြီးပိုင်သွားပြီပိုင်သွားပြီဆိုတော့ အဲ့ဒီပယောဂါကကာယကံရှင်ကိုအသက်ပေးအောင်တက်ဝိညာဉ်နှုတ်လို့မရတော့ဘူးတို့ပိုင်သွားပြီသူတို့ဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါကြောင့်မို့လို့ဆက်ကတခါတည်းချုပ်ခိုင်းတာအဲ့တော့အဲ့လိုချုပ်ပြီးပြီဆိုတာနဲ့သူ့အသက်နဲ့ခန္ဓာကိုချုပ်ပြီးတာနဲ့အဲ့ဒီကာယကံရှင်ကိုဘဲချင်ညာချင်းအရင်မြှောက်ခိုင်းကြည့်မြှောက်ခိုင်းကြည့်လိုက်လို့သူကပေါ့တယ်အဲပေါ့တယ်ဆိုလို့ရှိရင်ဟုတ်ပြီသူကလောကသုံးပါဆက်ဆွဲမယ်လောကသုံးပါဆက်ဆွဲပြီးရင်ကာယကံရှင်ကကိုယ်တုံးကိုယ်ပါနှာထောင်နောက်မှာရှိတယ်အတိုက်ဆွဲပင်းနေရှိရင်လိုက်ခဲ့ဆိုပြီးဘဲလက်နဲ့တတ်ချပြီးတော့ညာချင်းမှာချုပ်မယ် အဲ့ဒါပြီးကမှပယောကဆက်တစုံတရာရှိရင်ညာချီကျမ်းတဲ့ခေါလုံးမရအောင်ချုပ်ထားဆိုပြီးတော့အဲကတ်တီဖြစ်စေမကတ်တီဖြစ်စေကတ်ရင်လေအဲ့ဒီကတ်ကတ်သွားတဲ့အခါမှာအဲ့ဒါအောက်လန်းဆိုရင်အောက်လန်းဆုံးဆိုဆုံးကဝေဆိုကဝေတို့ကထက်စေရုံပဲဒါကသွားတဲ့နေရာမှာသူ့ရဲ့အစင်လိုက်ကိုပြော့ပြတာဒါအစင်လိုက်